မိတ်ဆွေများစွာမင်္ဂလာပါမိတ်ဆွေများအတွေ့အမြဲတမ်းကြိုးစီရာအကောင်းဆုံးရာများဝတာရွေးချယ်တင်ဆက်လေ့ရှိတဲ့ကျွန်တော်တို့ရဲ့ပရိသတ်ဘောင်း channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်မိတ်ဆွေကိုနေသားသမီးများအားလုံးပြေးပရာတွေဝေးကွာကြပါစေကိုစိတ်နှပြကြမ်းမှချမ်းသာကြပါစေအလောက်ကန်စည်းဝါးများလည်းအဆစာရာရာအဆင်ပြေတိုးတက်အောင်မြင်နိုင်ကြပါစေအထူးအားဖြင့် November မှာလိုချင်တာတွေအားလုံးပြည့်စုံနိုင်ကြပါစေလို့ရှေးဥစွာ သွန်လောင်းမြတ်တာပို့တာပါရခင်ဗျာဒီနေ့ကျွန်တော်တို့ရဲ့ပရိသတ်ဘော channel ကနေပြီးတော့အိတ်ဆွေများအတွက်တင်ဆက်ပေးမှာကတော့2025ခုနှစ်နိုဝင်ဘာလ17လပိုင်းတလတာမိတ်ဆွေစနေသားသမီးများအတွက်ဟောစရံကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ဒီဟောစရံကတော့မန်လေးရွှေမြို့တော်မှာဘေးရင်ဟောစရံကြောချမ်းလောင်အယံမှန်တယ်လို့ပြောကြနေတဲ့ဆရာကြီးဦးမင်းသူရတွက်ချက်တင်ဆက်ပေးထားတဲ့ဟောစရံနဲ့ကအကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီဟောစရံနဲ့မှာမိတ်ဆွေစနေသားသမီးများတို့အတွက် ဆရာကြီးက17မိနစ်ရန်ရွယ်ချက်နဲ့ဟောစတန်ကိုအစီအစဉ်17ချက်နဲ့တင်ဆက်ပေးထားတာဖြစ်ပါတယ်။ဟောစတန်နဲ့မှာဟောစတန်အနစ်ချုပ်၊စီးပွားရေး၊လူမှုရေး၊ပညာရေး၊အခြေရေးအိမ်တောင်ရေး၊ကျန်းမာရေး၊ထူးထူးခြားခြားနေရမြအသက်ပိုင်းခြားဟောကိန်း၊အထူးဟောကိန်း၊စာရွက်ရန်ကိစ္စ၊အကျိုးပေးဟောကိန်းနဲ့ရရရအစီအစဉ်ဒီအကြောင်းအရာမျိုးစုံပါဝင်ပါတယ်ခင်ဗျာ။ဟောစတန်အနစ်ချုပ်မိတ်ဆွေစနစ်သားသမီးများဟာဒီနိုဝင်ဘာလမှာလုပ်ငန်းမျိုးမျိုးပြောင်းလဲလုပ်ကံရန်အခွင့်အရေးတွေရရှိတတ်တော်လည်းပဲ။ ။ငကိုမူလလုပ်ငန်းကိုဒီဇိုင်းမှန်မှန်လုပ်ကင်လျင်အောင်မြင်ပါလိမ့်မယ်။အလုပ်တစ်ပတ်ဝန်းကျင်တည်းမှာစ조사ရတဲ့အချိန်ကာလဖြစ်တဲ့အတွက်ကြောင့်မလို့စ조사သလောက်အခွင့်အရေးများရရှိတတ်ပါတယ်။ဥပဒေပြင်ပလုပ်ငန်းများရှောင်ရှားတင်ပါတယ်။ငွေကြေးကိစ္စအသိမကြခင်မှာပဲငွေကြေးတွေအလုံးပြန်ရနိုင်ပါတယ်။တလထဲပို့ပြီးတော့မကြံ့ကြာနိုင်ပါဘူး။အင်ရှန်မြေတိုက်တာမမျောလင့်မဲ့ဝင်ခဲ့ရှိပါတယ်။ရေချားမြေချားမှာမိတ်ဆွေအပေါင်းအသင်းတွေတိုးပွားလာပါလိမ့်မယ်။ စီဘွားရဲ့ဒီခန်းကန္တာမှာတော့စီဘွားရဲ့ကိုချေပြုတ်ပြီးတော့ခီးသွားလာတာတွေမကြကနခီးထွက်ရတာတွေကြုံပါလိမ့်မယ်။လုံငန်းကိစ္စနဲ့ဆက်လင်းပြီးတော့ဂရီစကားလွှဲတာတွေစစ်ဆက်သေးချောင်းစီမံနိုင်မှအောင်မြင်မှုတွေရရှိတတ်ပါတယ်။ပညာရေးဝန်ဆောင်မှုလုပ်ငန်းတွေဟိုတယ်နဲ့ခီးသွားလာမှုလုပ်ငန်းတွေကန္တာရိုက်လုပ်ငန်းကိစ္စတွေကအကျိုးရလာကောင်းနေပေါ်ပေါလာပါလိမ့်မယ်။စားတော်ကုန်လုပ်ငန်းများ၊ကြောင်းမြေရတနာ၊ဓာတ်သတ္တုတူပေါ်ခြင်းလုပ်ငန်းတွေကအကျိုးအမြတ်များရရှိလာပါလိမ့်မယ်။အိုးအိမ်ကိစ္စ၊နေရာတိုင်းကိစ္စများ ြောဆိုဆောင်ရွက်ရပါလိမ့်မယ်။လုပ်ငန်းကိစ္စတွေမှာဘူရဟုနံတနင်္လာနံသာသမီများနဲ့ဥပပေါင်းဆောင်ရွက်ခြင်းကအကျိုးပေးကောင်းပါလိမ့်မယ်။လူမှုရေးဒီကံကဏ္ဍမှာတော့မိတ်ဆွေစနစ်သာသမီများထူးခြားတဲ့ကုသိုလ်ကောင်းမှုများ၊ brighter လုပ်ငန်းများပြုလုပ်ရပါလိမ့်မယ်။ပေါင်းသင်းဆက်ဆံရေးမှာပတ်ဝန်းကျင်ရဲ့အထင်မြင်လွဲမှားမှုတွေနဲ့ကျွမ်းအပ်တတ်ပါတယ်။မွေးခြင်းမော်နှမသားခြင်းချင်းချင်းစကားများတာတွေဖြစ်တတ်ပါတယ်။လုပ်ငန်းအခွင့်အမာဒါမှမဟုတ်မိမိရဲ့အိမ်မှာလက်အောင်ငယ်သားတွေမမြဲပဲဖြစ်နေတတ်ပါတယ်။ ပညာရေးဒီကံကဏ္ဍမှာတော့ပညာရေးမှာအသင့်တင်ကောင်းမွန်ပြီးတော့ ਨੇ ပေတစ်မှာပညာရေးဆက်များတင်ညာအကင်ကြုံပါလိမ့်မယ်။ဘွယ်ဒုကုံတို့များရရှိနိုင်ပါတယ်။စစ်ဘက်ရဲဘက်အားကစားအင်ဂျင်နီယာလုပ်ငန်းဆောက်လုပ်ရေးလုပ်ငန်းစက်မှုလက်မှုလုပ်ငန်းနဲ့စိန်ခေါ်မှုများတဲ့စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ငန်းများမှာအောင်မြင်မှုတွေရရှိနိုင်ပါတယ်။အခြေရေးနဲ့အင်တောင်ရေးဒီကံကဏ္ဍမှာတော့လူငယ်များအခြေရေးမှာမိသားစုတပွဲကယူဆိုင်ပေးတဲ့ချစ်သူနဲ့ဆုံစေရတတ်ပါတယ်။ ချစ်သူကောင်းလိုချင်ရင်တော့မိမိဘက်ကလည်းအကောင်းဆုံးနေထိုင်မှဖြစ်ပါလိမ့်မယ်လက်ရှိလူဟာကိုယ့်အတွက်အကောင်းဆုံးဘဝဖော်ပါပဲမိမိကိုယ်တိုင်စိတ်ထဲကဆွဲဆွဲလန်းလန်းချစ်နေမှသာအကျိုးပေးကောင်းကိုရရှိနိုင်မှာဖြစ်ပါတယ်တကယ်မချစ်နိုင်မဲနဲ့အပျော်အတွဲဖို့သတိပေးလိုပါတယ်လူမျိုးရေးပြဿနာတွေပွေလီရှုပ်ထွေးမှုကြောင့်အိမ်နောင်ရေးမှာထိခိုက်စေပါလိမ့်မယ်အခြေရေးမှာနားလည်မှုမလွဲမအောင်ကြိုးစားရတဲ့အချိန်ဖြစ်တဲ့အတွက်ကြောင့်မလို့အိမ်နောင်တွေများအနေနဲ့လဲစာနာမှုနားလည်မှုတို့နဲ့အိမ်တောင်ရေးကို ตาญาญญื่ออ๋องเปียวชื่นเสียဖြစ်အောင်ထင်းသိမ်းနိုင်ဖို့လိုအပ်ပါတယ်ကျမ်းမာရေးဒီအခန်းကဏ္ဍမှာတော့မိတ်ဆွေစနေသားသမီးများအစားတော်နဲ့ပတ်သက်ပြီးတော့ဘေးဥပါကျုံရတတ်ပါတယ်အစာအရင်ခြင်းပေါ့ဝမ်းယောဂဖြစ်ပွားတတ်ပါတယ်ကျမ်းမာရေးတွေဖြစ်လာရင်လည်းပဲမကြခင်သက်တာတော့ပါလိမ့်မယ်ကန်စာတာကလူနာဘက်မှာရှိနေတာမို့သိတ်ဆိုးရင်စရာနေတာမရှိပါဘူးမကြခင်ပြန်လဲသက်တာလာပါလိမ့်မယ်လူနာကိုသိတ်လို့လိုက်ရင်တော့အမှားယွင်းနေချုံနေရမှာဖြစ်ပါတယ်ထူးထူးခြားခြားနေ့ရက်များ2025ခုနှစ်နိုဝင်ဘာလ1ရက်ကနေပြီးတော့9ရက်အတွင်းမှာ အမှုကိစ္စအားလုံးအောင်မြင်ပြီးမြော်တော်ရုံနဲ့ရှင်နေတဲ့အတွက်ကြောင့်မလို့မင်းအစိုးရများရဲ့ချီးမြှောက်ခြင်းမျှော်စားခြင်းခံရတတ်ပါတယ်။တရားရေးတပောင်ရင်ဆိုင်နေရသူများအောင်မြင်ပါလိမ့်မယ်။မီဒီယာလုံခြုံရေးများအတိုက်ခံနေကြကနေပြီးတော့တိုးတက်အောင်ဆောင်ရွက်နိုင်ပါလိမ့်မယ်။အလောက်စားမွေးဝဲအင်တာဗျူးများမှာလည်းပဲထူးချွန်စွာအောင်မြင်ပါလိမ့်မယ်။လူမျိုးကွဲလူမျိုးကြားများနဲ့ဆက်ဆံမှုကအကျိုးပေးကောင်းတွေအကူအညီကောင်းတွေရရှိပါလိမ့်မယ်။ဘုရားပုံတော်ယန္တာပုံတော်များမိမိအိမ်တို့ရောက်ရှိလာတတ်ပါတယ်။အဖို့တန်ကြောက်မြေရဏနာများလည်းဝင်ရောက်လာတတ်ပါတယ်။ အလဘများရှင်လန်းနေပါလိမ့်မယ်2025ခုနှစ်နိုဝင်ဘာလ8ရက်ကနေပြီးတော့20ရက်အတွင်းမှာပြစ်စည်းတတ်သောရုပ်ဘေးဥပ္ပကျုံသောရုပ်နှင့်ရှင်နေတဲ့အတွက်ကြောင့်မလို့အိမ်တွင်းရေးအိမ်တော်ရေးမှာစိတ်တိုင်းမကြဖြစ်နေတတ်ပါတယ်ချစ်သူတို့လိုက်မှုကြောင့်စိတ်တော်ကားတွေကြုံရတတ်ပါတယ်အိမ်တော်ရှင်များဇနီးများအတွက်ငွေကုန်ကြေးချာများနေပါလိမ့်မယ်စိတ်တို့ရောသာထွက်လွယ်တဲ့အချိန်ကာလအလောတကြီးပြောဆိုမှုများပြုလုပ်တတ်ပါတယ်အဖွဲ့အစည်းကိစ္စရပ်များပါဝင်ပတ်သက်ခြင်းရှောင်ရှားပါအစိတ်ရှိတဲ့တတ္တဝါများရဲ့ရန်မှုခြင်းကိုကြုံရတတ်ပါတယ် တတိတရားထပြီးတော့ရှေ့ကျူသွားလာဆောင်ရွက်တင်ပါတယ်အသက်ပိုင်ကြဟောကိမိတ်ဆွေစနေသားသမီးများဟာအသက်30ကနေပြီးတော့38နှစ်ကြာ46နှစ်ကနေပြီးတော့58နှစ်ကြာအသက်ပိုင်ကြတွေဖြစ်နေမယ်ဆိုလို့ရှိရင်ကန်စာတာအနည်းငယ်ညံ့နေပါတယ်မိဘအကြီးအကဲများရဲ့ညှဉ်းညင်းချင်းခံရတတ်ပါတယ်တန်ရောစဉ်နှောင်ဖွဲ့မှုတွေကြောင့်ပညာရေးဆိုင်ရာခွန်လန်းများနှောင့်နှေးသွားတတ်ပါတယ်ခရီးစကားပြတ်ပြီးတော့လူမှုရေးရှုပ်ထွေးများဖြစ်ပေါ်လာတတ်ပါတယ်လူစုလူဝေးနဲ့ပွဲလန်းတဲ့ပင်အပျော်ပါးများစိတ်ဝင်စားမှုကိုရှောင်ရှားတင်ပါတယ် အရေးကြီးတဲ့ကိစ္စရဲ့များစဉ်စားဆုံးဖြတ်တဲ့နေရာမှာခြေထုံချထုံဖြစ်နေပါလိမ့်မယ်။နေရာဌာနအပြောင်းအရွှေ့များပေါ်ပေါက်လာတတ်ပါတယ်။ခရီးဝေးများသွားရတတ်ပါတယ်။ရာထူးဌာနဌာနများပြည့်စည်ခြင်းလုပ်ငန်းခွင်ပြောင်းရွှေ့ရခြင်းမိသားစုနဲ့ရုပ်တရက်ကွဲခွာရခြင်းခရီးဝေးရောက်နေရာမှာရုပ်တရက်ပြန်လာရခြင်းဥဒါယကဲ့သို့ယောဂဝရဏများဆွဲကပ်လာခြင်းတို့ကြောင့်လာတတ်ပါတယ်။အထူးဟောကိန်းအထူးဟောကိန်းအနေနဲ့မိတ်ဆွေစနေသားသမီးများကုန်တယ်ပွဲစားများဈေးဝယ်ကကမောက်ကမဖြစ်နေတတ်ပါတယ်။ ဒီအတွက်ကြောင့်မလို့စိတ်ပျက်စီးမှုတွေများနေပါလိမ့်မယ်။ဆောင်ရွက်ရန်ကိစ္စမိတ်ဆွေစနေသားသမီးများဒီလမှာခီးသွွာလာခြင်းနဲ့စီးပွားရေးလုပ်ငန်းများလုပ်ကန်ဆောင်ရွက်တဲ့နေရာမှာအခက်အခဲမရှိအနောက်ရှက်မရှိအဆအဆာရရာအဆင်ပြေစေဖို့အတွက်မိမိတို့အတွက်ကံကောင်းစေတဲ့အကြောင်းများဖြစ်တဲ့အဖြူရောင်ကိုဝတ်ဆင်ပြီးတော့တောင်ရက်ကိုမျက်နာမူပြီးတော့ကမုံညွတ်ကိုညွတ်မြတ်စွာဘုရားရှင်ကလူပါပြီးတော့ဂုံတော်ကွင်ချာတစ်ခေါက်ရွတ်ပွားပြီးလိုရာစုကို တောင်းပါ ဒီကိစ္စရတဲ့ဆောင်ရွက်ပေးကံကြမှာခေးသွားလာပါစေပွားရေးလုပ်ငန်းများလောက်ကန်ဆောင်ရွက်ပါလို့တိုက်တွန်းပါရစေအကျိုးပေးဟောကင်းအကျိုးပေးဟောကင်းနေတဲ့ပရမအူဆုံးဒီလမှာမိတ်ဆွေစနေသားသမီးတို့အတွက်အကျိုးပေးကဏ္ဍကတော့6ခွန်4နှစ်ပဲဖြစ်ပါတယ်အကျိုးပေးသောအရာမှာ အနောက်တောင်တောင်အရာဖြစ်ပြီးတော့အကျိုးမပေးတဲ့အရာကတော့အရှိအမြောက်အရာပဲဖြစ်ပါတယ်ယခုနောက်ဆုံးတင်ဆက်ပေးမှာကတော့မိတ်ဆွေစနေသားသမီးများအတွက်အထူးအားဖြင့်အသက်ပိုင်းခြားမှာ ပြောဆိုခဲ့တယ်အသက်30ကနေပြီးတော့38နှစ်ကြား46နှစ်ကနေပြီးတော့58နှစ်အသက်ပိုင်းကြားတွေအတွက်ကံချေကံဖြစ်စီးပွားတဲ့ပြုလို့ရမယ့်ယရယာဖြစ်ပါတယ်ယရယာအစီအစဉ်ကတော့တကိုးကြီးဖရားတဆူမှာရွှေဆိုင်ကတ်လူပြရမှာပါမိမိရဲ့မွေးနေ့မှာပရိစိတ်ချင်းအရိထံဝင်ချင်းများဆောင်ရွက်ရပါလိမ့်မယ်နွားနို့ထောပတ်သည့်ထိုးမုံထန်းလျက်တို့ကိုမြတ်စွာဘုရားရှင်ကကတ်လူပေးပါမိတ်ဆွေစနေသားသမီးများအားလုံးကြုံတွေ့နေရတဲ့အခက်အခဲတွေပြင်းမှန်းမှုတွေအနောက်ရတဲ့အားလုံးအများဆုံးကင်းဝေးပြီးတော့ ကိုစိတ်စည်းဘောအသုံးမမကျွန်းချမ်းသာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေစိတ်သွားတိုင်းကိုပါ၍လူရဇန္တာများလည်းတလုံးတော်ဝရဲပြည့်ဝနိုင်ကြပါစေလို့ဆန္ဒပြုရင်ကျွန်တော်တို့ရဲ့ channel လေးကိုစကားနေစုံနားဆင်ပေးတဲ့ကြည့်ရှုပေးတဲ့မိတ်ဆွေတိုင်းမိတ်ဆွေတိုင်းတယောက်ချင်းစီကိုလည်းပဲကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ